ကမရော်နေနဲ့နိုင်ငံတော်ရဲ့တာဝန်တွေကိုခိတ္တတာဝန်ယူဆောင်နေတဲ့အချိန်မှာအပြစ်မဲ့ပြည်သူများနဲ့ဂျမအေးပညာရေးအုပ်ချုပ်ဝန်ထမ်းတွေကိုအကြောင်းမဲ့တတ်ဖြတ်ပြီးနိုင်ငံတွေအေးချမ်းစွာနေလိုတဲ့ပြည်သူတွေရဲ့ဘဝလုံခြုံမှုကိုချိန်ချောက်နေတဲ့ဥက္ကဋ္ဌကိုလည်းဆောင်ရွက်နေတယ်။ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ခြင်းအပါအဝင်ငြိမ်းချမ်းရေးနဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲလုပ်ငန်းတွေကိုကောင်းတဲ့ပေါ်ဆောင်ရွက်သားမှမဟုတ်ပဲရှစ်လုပ်ငန်းစဉ်၅ရပ်ကြမ်းဖက်မှု ဖောက်ခွဲမှုလူရဲမှုတပ်ပြက်မှုတွေအထိဥပါဆောင်ရနေတာဖြစ်တယ်။ရှေးလူငန်းစဉ်900ကိုအကောင့်ထဲပေါ်ဆောင်ရနိုင်ဖို့အတွက်ဒုတန်ဘောသားတွေကလည်းကြားရနေရမှာအကြမ်းဖက်မှုဖောက်ခွဲမှုလူရဲမှုတပ်ပြက်မှုတွေအထိဆောင်ရနေရတာရဲဘော်တို့အသိပဲဖြစ်တယ်။လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုများဟာကမ္ဘာ့ခံကနေမြပြခံခဲ့လာတာကိုလည်းတွေ့ကြရမှာဖြစ်တယ်။ ဒုတံဘရောဟာအကျန့်ဖဲ့အဖို့တစီဖြစ်တာနဲ့အညီအမိတ်ဆောင်ဖို့မလိုပဲအချိန်နဲ့တပြေးညီအကျန့်ဖန်းမှုလူရဲမှုတပ်ပြတ်မှုတွေအထိဆောင်ရွက်ပြေးရမယ်ရဲဘော်တို့ဒီမိုကရေစီဆိုတာဒီမိုကရေစီတာဖြစ်တယ်ဆက်လက်အကျန့်ဖန်းသွားကြပါလို့တိုက်တွန်းမှာကြရင်ညှိကွန်းချိုးလိုက်တယ်